။မောင်ညိုမိုင်းတန်လျင်ကာယတိုက်ထိဆိုဒီမှာဘိုးဘက်ခင်မှာတုန်းကဖြစ်တယ်။1990ဝန်းကျင်လောက်ကဖြစ်ပါတယ်။ထိုချိန်ကမြမပြည်တော်ကမြမရိုးရာတိုင်းပညာများဖွေပြိုခေစားနေချိန်ဖြစ်တယ်။ထိုချိန်ကကရာသေးပညာနဲ့ဂျူဒိုပညာများလည်းအားပြန်ခေစားနေချိန်ဖြစ်ပါတယ်။၎င်းတို့နဲ့အားကြမခံမြမရွာတိုင်းပညာကိုအရှိန်ဟုံမြင့်ဟောထုတ်ကြတော့အခါတိုင်းပညာရှင်မျိုးမျိုးပြားပြားမြမပြည်အနှံ့ပြား၌ပေါ်ထွက်လာပြီး နှစ်စဉ်ရိုးရာတိုင်းပညာပြိုင်ပွဲများကိုခံခံနာနာစီစဉ်ကျင်းပပေးချိန်နဲ့ထိုက်တိုက်တန်းတန်းကောင်းပြုနေချိန်ဖြစ်ပါတယ်။ထိုချိန်အခါကမြမရိုးရာတိုင်းပွဲများအကြောင်းကိုရှေ့သို့စားဆောင်မှာဓာတ်ပုံအဝေးစားစားနဲ့ပေါ်ပြခဲ့တယ်။ရှမ်းကြီးတိုင်းရှမ်းလေတိုင်းနန်းကွင်တိုင်းကျိုးတိုင်းဒါတိုင်းလှန်တိုင်းဘန်တူဘန်ရှိတောက်တိုင်းပိုင်းပြောင်းပြန်စသည်ဖြင့်ပညာရည်များစုံလင်လာတယ်။နန်းချက်ကူကအာရှနိုင်ငံတစ်ခုက ကျိုးရတိရတော့နှချောင်းဆက်သုံးချောင်းဆက်ခစ်စားနေချိန်မှာကျွန်တော်တို့မြမရိုးရအတိုင်းကလည်းအဝယ်ကျိုးတိုင်းကိုအဗနံပြတ်တာသွားခဲ့ဤဆိုရလေမြို့တိုင်းရွာတိုင်းနယ်တိုင်းမှာရိုးရအတိုင်းပညာများပြန့်နှံ့နေတယ်။တိုင်းပညာရှင်တိုင်းဆရာမျိုးမျိုးတို့လည်းဆရာစုကုရလုံးနဲ့နေရာနှက်ပွဲဝင်တည်တယ်လှုပ်ဖြစ်ခဲ့ကြပါတယ်။ဘယ်တိုင်းဆရာဖြစ်ဒါရေကောင်းတယ်ဟုကြားရလေ10ယောက်9ယောက်လူစုငွေစုပြီး၎င်းဒါတိုင်းဆရာကိုတွားရောက်ဖိတ်ခေါ်ရ၏။ ဆရာကလည်း10ရက်တပွဲ15ရက်တပွဲတင်ပေးပါတယ်။ဘဲရွာဘဲရကဆရာကဖြစ်ဘန်တို့လက်ရည်ကောင်းနေကြားလေလေဖုန်ဒီတိုင်းလူစုငွေစု၏ဘန်တို့ဆရာကိုပြည့်ဖက်ပြီးပညာရယူကြပါတယ်။ဒါနဲ့အတူပညာဆက်တတ်မှတ်စေးပေါက်ပွဲစေးအပ်ပွဲတိုက်တိတင်ပွဲဆိုဒီများလည်းရှိခဲ့ပါတယ်။ပိုင်းပညာနှင့်ဆိုင်ရာစောက်လျှောက်ရာပုံကိုများကိုအနှံစေးပေါက်တစ္ဆာပြုရာဒီမှာလည်းရှိကြတယ်။သူတစ်ပါးသားများကိုပြင်မာကျူးလွန်ခြင်းမပြုရဘူး။ အရက်သေးစားမတောက်စားရအနန္တောအနန္တ၅ပါးကိုမပြစ်မှားရဤပညာဖြင့်နိုင်လိုမင်းထက်မပြုတ်ရမြေရပေါက်ကြီးငယ်တုံးကျင်တုံးခါမကြမချင်းဤတိုင်းပညာဖြင့်ရန်သူဖြစ်တော်လဲမတောက်ပြန်ရစသည်တရွာတပုတ်ဆန်တစ္ဆာများပြုကြရပါလေအချို့တစ္ဆာချိုးပေါက်၍ဒုက္ခရောက်ကြသည်လည်းရှိ အချို့ပညာလေးမတောက်တော့ကောင်းနှင့်တွားရှင်မှတန်ရာတန်ချက်နှင့်ပြန်လာရသည်လည်းရှိပါလေဆိုရလျင်ကျွန်တော်တို့ပြိုရယ်စင်ကတိုင်းပညာကို ယူမှုစွာခုံမင်လိုက်စားခဲ့ကြတယ် တဖွဲ့နဲ့တဖွဲ့မကြခဏချင်း၍ပညာရှင်ဗလဲတီတဘောအကဲကြီးလိုသည့်တဘောနှင့်လက်ဆန်းခဲ့ကြတယ်။အများအားဖြင့်တိုင်းပညာတတ်ဆလူရဲချို့သည်တိုင်းပညာအခြေခံလေးရလာတော့အခါသူနဲ့တင်ရောက်လာကြပါတယ်။အချို့စိတ်ကိုမထိုင်နိုင်ကြပဲပွဲခဲ့မှာရန်ဖြစ်ကြချကြချင်းရိုက်ကြနဲ့ဆရာသမားများမိသားများမင်းဲကိုလိုက်လံဖြည့်ရှင်းထိုင်နေရသည်လည်းရှိခဲ့ကြပါတယ်။ဒီလိုနဲ့ပြရစေဆိုတော့ပစ္စည်းစားများသည်တိုင်းလောကထဲတော့ အမှတ်မတင်ရောက်လာခဲ့ကြပါလေ။ထိုအချိန်ကတိုင်းပညာလိုက်စားသူများသာမကတာမန်ရက်သားများပင်လင်းကာယတ္တိပြီးစေကိုလိုရှိတောင်းတကြကုန်၏။သို့နှင့်ကိုမန်၊ထုံမန်၊ခဲမန်၊ရေမန်စသည့်တပွဲတို့ပြီးစေများကာယတ္တိအင်းကာယတ္တိဆလွဲခုံမဝင်တိုးမချဆေးအပ်များဆေးလုံးများတက်လုံးဆောင်များလက်ဖွဲ့များဂျိုးအမရီများပွဲမှန်ဆွဲဈေးမှန်ဆွဲစသည့်အမဒီအမှုတွေအမျိုးမျိုးတို့ဒီ ကြီးကျယ်ထင်ရှားစွာအရေးပါရရောက်ခဲ့။အချို့တကယ်ကိုစွားမာတယ်။အချို့သူများသည်အလဲညာနဲ့မိ၍ငွေစောင်းပြီးဆေးရုံဈေးကန်ကြောက်ရကြသည်လည်းကြုံရပါတယ်။အချို့စီးပွားရေးဒုက္ခရောက်ပါတယ်။အချို့စီးလုံးပြီးဓမာရီဒီလပေါင်းရေးအဆောင်မြစ်စီကတိတ်တိမြောက်ကလူလေးစားရှင်ယိုသေးခံရ၏။ဒီမှာကျွန်တော်တို့ကိုတွေ့ဖြစ်ရတဲ့ခုကိုကြုံခဲ့ရပါတယ်။ကျွန်တော်တို့အကိုသဝန်းွယ်အကိုလေးမြင့်တန်းဒီ ဓာတိုင်းတောက်တိုင်းဘန်ဒိုပိုင်းရှိအလွန်ကြွညင်တက်မြောက်၍အကိုလေးမြစ်တန်းဤဆရာသည်ပေါ့ကျွေးရာဖုံးတော်ကြီးဥဒါရဖြစ်၏ဖုံးတော်ကြီးဥဒါရသည်မြမရိုးရာတိုင်းပင်ကြတော်တော်များများကိုကြွညင်ပိုင်နိုင်၏ထိုချိန်ကနိုင်ငံတော်ဆိုရကလည်းမြမရိုးရာတိုင်းပင်များကိုခေါ်ထုတ်မြစ်တင်နေချိန်ဖြစ်ရကဖုံးတော်ကြီးဥဒါရကသူတက်တာတွေရိုးရာတိုင်းပင်များကိုညနေတိုင်းတပည့်များအလိုရှိသူများကိုတင် जा ပေးခဲ့ပါတယ်ဖုံးကြီးကြောင်းဝိုင်းရှိရှိ ကွက်လက်ကျဲမြေပြင်မှာတိုင်းပညာတင်ကြလေးရသူများမနှဲခဲ့အကွက်တုတ်တိုင်းလေးကျက်တာများတဖြောင်းဖြောင်းဒါရီဟိန်းတံများတကြင်ကြင်ဘန်တို့ခုတ်တံကျုံဝါတံများကတဲတဲ့နှပြန်ပြန်ထရ ayi အနီပဝန်းကျင်မှာလေးလာသူများကလည်းပွဲလန်းကြည့်ရလို့ဝိုင်းကြည့်နေကြပါတယ်ဖုံးတော်ကြီးဥဒါရသည်တပည့်များကိုပညာအစစ်စစ်တိုးမြင့်တင်ကြပေးရင်ဆရာအဖြစ်ရတော့သူကပါဇက်နဲ့ညွန်ကြပြီးဆရာအဖြစ်တပည့်များနဲ့စင့်ဝါလက်လက်တင်ကြစီသူကြဒီက ဖုံးတော်ကြီးဥတာရသည် ထုံမန်းတပွဲတို့မှာ စွန့်ခြင်းဖြစ်၏မိမြစွမ်းပါတန်ကြီးဆိုမူသူ့ထုံမန်းကိုအာမတိရှာမတိညိုကြခိုင်းပြီးနောက်အနည်းရှိလက်နက်နဲ့ရိုက်ခုဆန်းလိုက်လျင်ပေါက်ပြဲကွဲရှရှင် လုံးဝမရှိအဲ့ဒီလောက်ကိုစွန့်လေတယ်။နောင်ကဖုံးတော်ကြီးပြန်လွန်တော်မူသောသူ့လောင်းကိုတရာတော်များနဲ့သင်းပုံမိမြတင်၍မိလိုခဲ့ရာလုံးဝမီးမလောင်ခဲ့။သူနဲ့တပည့်များကမိပူစော်တကြိုခွေ့ပြုတော်မူပါဗျာဟုမြစ်တာရက်ခံတိုက်တံဝိုင်းပြကြမှာ ခန္ဓာကိုယ်ကိုမီးဆွဲတော်မူ၏မီးဆွဲပြီးပြားကြတော့အခါပြာပေါင်ထဲမှဓာလုံကဲ့သို့သောပစ္စည်းတစ်ခုရရှိပါれ၎င်းပစ္စည်းကိုသူရတဲ့ငါရတဲ့မဖြစ်ကြတော့ပဲအများသဘောတူအယိုးပြအိုးနဲ့အတူမြစ်ထဲမှာရေမြော့ပူဇော်လိုက်ကြပါれကျွန်တော်ဒီအကိုလေးတိုင်းမြင့်ထံမှတိုင်းပန်းတို့ဘန်ရှင်ပညာကိုကြောင်းတန်နေစဉ်ပွားနဲ့တည်ယူခဲ့ပါれအကိုလေးကဥစွာဘန်တို့လက်ရည်ကိုတင်တယ်အဖန်အဆုတ် ်အအုပ်အရှောင်းကိုအကွက်နဲ့လည်းတင်ပေးပါရယ်အကွက်ပြောက်လည်းတင်ပေး၏၎င်းနောက်ဒေါရှေအကွက်တိုင်းကိုတုံးကွက်မှသည်ဆ၍အကွက်တိုးပြီးတင်ပေး၏ပြီးနောက်ကွက်ပြောက်တိုက်ကွက်ဒေါရီများကိုလည်းတင်ပေး၏လက်တိုင်းဒေါတိုင်းရတော့မှဒါတလက်တိုင်းဒါနလက်တိုင်းကိုတင်ပေးပါရယ်အကိုလေးတိုင်းမြစ်ဒီကျွန်တော်ကိုလွန်စာချစ်ခင်ပါရယ်ငယ်ရွယ်သူဖြစ်နေပြင်စိတ်ဆက်တွေးကြတော့ကျွန်တော်ကိုတွားလိုက်ရဆဲမြသည်လည်းဖြစ်ခဲ့ပါရယ်ကျွန်တော်တို့လူငယ်များဒီပွဲလွန်ကြိုက်တယ်အထူးသဖြင့်ကျွန်တော်နဲ့တကယ်ချင်းခင်ရွှေဒီ ဘယ်နေရာမှာပွဲလန်းတဲ့ပင်ရှိရှိပျောက်လေတယ်။မကြာခဏလဲအခမ်းမသိသွားရင်လာရင်စကားများရမ်းမြေရကကိုကချလိုက်ရ၍တစ်ဖက်အားပေါက်ပြဲကွဲပြဲတည်လဲရှိတယ်။ကျွန်တော်တို့ခံလိုက်ရ၍သွေးတံရဲရဲနဲ့ပြန်ပြေးလာရတည်လဲရှိပါတယ်။သုံးနှစ်တနေ့တော့အခါအကိုလေးမြင့်တန်ဒီဖြူဖြူလောင်းလင်းနှလုံးကိုယူ၍ကျွန်တော်တို့ကိုမျိုးချခိုင်း။အကိုလေးဒါဘာဖြစ်စီလဲ။ထုံမန်းကွာ။ထုံမန်းမျိုးရင်ဘယ်လိုဆန့်လို့လဲကိုလေးက။ဒါကတပွဲလိုထုံမန်းလို့ခေါ်တယ်။ ရန်အဝဲကိစ္စအတွက်အသုံးပြုရတဲ့ထုံမှန်ပဲတချို့ထုံမှန်ကတနေ့ပြီးထုံမှန်ဆိုတာရှိနေတယ်၂၄နှစ်ကြီးခံနေဒီထုံမှန်ကိုမျိုးချထားရင်အဲ့ဒီအချိန်တို့အတွင်းလုံးနဲ့ရိုက်ဓာတ်နဲ့ခုတ်အုတ်ခဲနဲ့တူဘာမှမဖြစ်ဘူးတကယ်မျိုးချလိုက်ကွာပြီးရင်လက်တွေစမ်းမြမယ်တို့နဲ့ကျွန်တော်နဲ့ခင်ရှေဒီအကိုလေးပေးဒီထုံမှန်လုံးသေးသေးလေးကိုလက်အုပ်ချီကတော့ယူလိုက်ပြီးရေအကူမပါပဲအာမသိရှာမသိလက်ချောင်းရင်းဝမှာထဲ့၍မျိုးချကြတယ် မင်းမျိုးချရာကြီးလေချောင်းနဲ့တင့်နေ၍တရွေးကူကြီးဖြင့်မင်းကိုအကျဉ်းချင်းမျိုးချမှ ထုံမှန်ကလေးကအထဲတို့ဝင်သွားလေ၏ဒီနောက်အကိုလေးတမ်းမြက်ကတော့တချောင်းကိုကိုင်းရင်ကဘလို့နေတလဲကွာကိုတဲမှာရှင်းနေနေဖင်းနေနေကြီးပဲဗျဘိုးကောင်ခင်ရွှေရော ကျွန်တော်လဲရွှေတင်ကြီးလိုပဲကိုဒါဆိုဟိုဘက်လှဲ့ကွာကျွန်တော်တို့နှုတ်အကိုလေးကိုနှောက်ကြော်ပေးလှဲ့နေလိုက်စင်ကျွန်တော်ကြောပေါ်တို့အကိုလေးတောက်ချက်ဘဝင်နေကြလာပြီကျွန်တော်ရှေ့တို့ရိုင်းပြီးလဲကြသွားပါတယ် ကျွန်တော်ရောက်ခင်းရွှေပါလတ်သွားတယ်ဟိတ်ကောင်နားလားဟင်းဗျထားလိုက်စမ်းကွာကျွန်တော်ထားလိုက်ကိုလေးကကျွန်တော်ဥကောင်ကိုလက်တက်ကအုတ်ခဲနဲ့ဆက်ခနဲ့ရိုက်လိုက်ပါတယ်ခွက်ခနဲ့အတန်းကြရတယ်အံ့ဩစရာလုံးဝမနာခဲ့ဒီနေ့ခင်းရွှေကိုစမ်းနေခင်းရွှေနဲ့ဘာမှဖြစ်ဒီနောက်ငှက်ကြီးတောင်ဓာရှိကိုလှမ်းယူလိုက်လေတယ်ရွှေတင်မင်းညာလက်ကိုဆက်ထုတ်လိုက်စမ်းကျွန်တော်အကိုလေးစကားကိုမလို့စံဝေးတောက်တောက်လတ်လတ်နဲ့ညာဘက်လက်ဖြံကိုဆက်ပေးလိုက်ဤ ဒီမှာအကိုလေးကငှဲရီတောင်သားနဲ့လက်ဖြံကိုခုတ်ချလိုက်တယ်။ဒေါက်ခနဲ့အတန်ကြရပြီးသားတော်ပြန်ကုန်သွားလေတယ်။နောက်တစ်ချက်ခုတ်ပြန်တယ်။ဒါကပြန်ကုန်တက်သွားတယ်။ကျွန်တော်တို့နှစ်ဦးစလုံးအော်ကြီးစွာဖြစ်နေကြတယ်။ရောင်ပြီလားကွာ။ဒီမှာငါသာထက်မထက်ကြည့်။ကိုလေးဒီကျွန်တော်တို့လက်ဖြံကိုခုတ်ဒီသားနဲ့အနည်းရှိတက်ကန်ကိုခုတ်ချလိုက်တယ်။တက်ကန်တိကနဲ့ပြတ်ကျသွားပါတယ်။ထုံမှန်တပွဲတို့ထုံမှန်မြမာတို့ရှေ့ဟောင်းကံမရပညာရများထဲက အောဘယ်ကောင်းနေလောကီပညာရဆန်းအဲ့ဒါကျွန်တော်ကိုတွေပဲဖြစ်တယ်ဒီမှာကိုလေးမြင့်တန်ကစကားတခုပြောလိုက်တယ်ဒီထုံးမှမြိုထားတဲ့တနေ့အဖို့ဘာမှမဖြစ်စေရဘူးအေးဒီနေ့ငါပြီးတယ်ဆိုပြီးနောက်နေ့သွားမဆက်နဲ့မပြိုင်နဲ့သွေးချင်းချင်းရဲပြီးသေးရင်ဒီမသေးလို့အခမ်းမသိရင်စေယုံနဲ့အချုပ်အခန်းတန်းရောက်ပြီးမှနောက်တစ်ချက်ကဒီတပွဲတို့ထုံးမှန်းကို မျိုးကြထားတဲ့အချိန်မှာ ဖြစ်နိုင်ရင်ကံငါးပါးလုံးရမယ်နောက်တစ်ချက်က ကိုကလည်းသူတပားကိုစတယ်ပြီးမစွာရဘူး။ရံပြုတ်ရဘူး။အဲ့ဒါလို့လောက်ခင်ဘာဖြစ်မလဲကိုလေး။ကိုဘွားကိုတွေးအဲ့ဒါတေဘေးရာခိုင်နှုန်းစစ်စဲပဲကွာ။ဆိုရလည်းထိုချိန်ကတပွဲတော်ထုံမှန်ဒီလွန်စွာရေးပါရရောက်ခဲ့တယ်။ပွဲလမ်းတစ်ပင်တွားခါနေရောက်လည်းတပွဲတော်ထုံမှန်ကလေးမျိုးရိပ်တွားရဒီမှာအတော့ကိုလုံချုံဆက်ရရဒီဟုကိုကိုကိုယူဆကြပြီးသွေးတကြကြဖြစ်နေကြပါလေ။တနေ့တော့အခါအပွဲတို့ထုံးမှမြူသားသူချင်းခြကြနှက်ကြသည့်ပြဿနာနှင့် ကျွန်တော်တို့ကြုံကြရလေတယ်ကျွန်တော်တို့သွားရင်လာရင် တိုက်မိကြလေတယ်တိုက်မိတော့ကလူငယ်များအဖြစ်တယောက်တစ်ခုစကားများပြီးရမ်းမေးကြလေရောကျွန်တော်တို့ရမ်းပဲအသားညုံညုံနဲ့လူကလည်းကျွန်တော်တို့ကိုအုတ်ခဲနဲ့ထူတယ်ကျွန်တော်တို့ကလည်းသူ့ကိုအုတ်ခဲနဲ့ပြန်ထုတ်တစ်ဖက်ရဲ့ဆိုင်မှာခုံများနဲ့အပြန်လှန်ရိုက်ကြတယ်လူကြီးအချို့ဝင်းရောက်ပြန်ပြေး၍ရံပွဲကအချိန်တိုအတွင်းပြီးသွားပါတယ်ဒီမှာအမှတ်မှတ်ရရအရေးဆိုးရဝင်းဆွဲသူတို့အုပ်ကိုကျွန်တော်အမှတ်မိပါတယ်လူကြီးကအတမ်းမဲမဲနဲ့အရက်ပုပ်ကင်တိုတိုဖြစ်တယ် ခေါင်းစုပ်အုပ်ထုပ်နှင့်၎င်းလူဝမ်းမဲကြီးကအပြန်အလှန်ရိုက်တုနေကြသည့်ကျွန်တော်တို့အကြတို့အနာခါရဲ့ဝင်ဆွဲရကကျွန်တော်တို့ရိုက်ချက်ချုပ်သည်ဝင်းရောက်ဖြံပြဲသည့်၎င်းလူမဲကြီးကိုထိတိကများတယ်ဝင်းဆွဲရကောင်းလားဟုသောရဖြစ်ကျွန်တော်တို့တီးရမြကို၎င်းလူကြီးက အစ်စ်ခံလိုက်ရတယ်ကျွန်တော်တို့ရံဘက်နှစ်ဖက်စလုံးတွေးထက်တန်ယိုလုံးဝဖြစ်ကြရန်ပြောဆိုဆုံးမပြီးတင်းမြတ်စီရန်လက်ဆက်နှုတ်ဆက်စီတယ်ကျွန်တော်တို့လည်းအရှိရေဖြစ်မဖြစ်လို့ကြာ၍လက်ဆက်နှုတ်ဆက်ပြီးအပြန်အလှန်တောင်းပါကြပါရစေ ဒီမှာဝင်ပြန်ပြေသူလူမဲကြီးကအေးဦးလေးဝန်းနာတယ်ခွဲမင်းတို့လက်ရည်တိုက်ကွက်ကိုကြည့်အောင်နဲ့မင်းတို့အားလုံးတိုင်းပညာတက်မြောက်ထားသူတွေဆိုတာအကဲကတ်ကြည့်လို့ရပါတယ်လူကလေးတို့ငါတို့တို့တို့မြန်မာရိုးရာတိုင်းပညာဟာကို့အချင်းချင်းအပွန်စိုးမခံပဲချဖို့နှက်ဖို့တိုက်ခိုက်ဖို့မှအတုံးပြုရမယ်ပညာရမဟုတ်ဘူးကွဒီမြန်မာရိုးရာတိုင်းပညာကဒီကနေ့နိုင်ငံတော်အစိုးရကပြန်လည်ဖော်ထုတ်ပြီးချိမြင့်ပေးနေတာက အမျိုးကုံစာတိကုံမြင့်မားစေဖို့ပဲငါတို့မြန်မာလူမျိုးတိုင်းရင်းသားများဟာမြန်မာရှင်ပြည်များလက်ထက်တော်တုန်းကလေတိုင်းတစ်ပါးရန်သူကိုဒီရိုးရာတိုင်းပင်ညာဓာတ်အတက်လေးအတက်ဘန်ဒူဓာတ်ရှည်အတက်နဲ့တောက်ပြန်တိုက်ခတ်ချေမုန်းခဲ့တာပဲကွလို့လက်ရဲ့အပြည့်ကာလမှာတို့မြန်မာတိုင်းပင်ညာပြန်လဲတခိဖွေပြိုးခဲ့တယ်။နေချက်လျောက်ကျွန်တော်ဘဝနဲ့ရောက်ရှိနေချိန်မှာတို့လူမျိုးများသူရဲကောင်းများမျိုးကြီးစိတ်သက်စိတ်တုံးစီဖို့မြန်မာစာပေကိုနေချက်အစိုးရက မောင်ချဖြစ်စီခဲ့တယ်လို့ရိုးရအစ်စ်ပညာရဲ့အခြေခံဖြစ်တဲ့ပိုင်းမညာရများကိုလုံးဝမတင်ကြမလေ့ကျင့်စေပဲဖိနှိပ်ထိုးနိုင်ခဲ့တယ်။ဒါပေမဲ့ငါတို့လူမျိုးဟာ သူ့ကြုံခံတဲ့လူမျိုးမဟုတ်ဘူး။ဒါကြောင့်လွတ်လပ်ရေးတိုက်ပွဲအကြိုကားလာမှာနေကျဲအဆက်ကျင်ရေးမျိုးကြည့်ကြီးများကမြမရိုးရအတိုင်းပညာကို ဖော်ထုတ်ခဲ့ပြီးနေကျဲအဆက်ကျင်ရေးချေမုံရေးစစ်မြေပြင်မှာစစ်ပညာတရအနေနဲ့လေ့ကျင့်သင်ကြားပေးလို့ပိုက်ပွဲဝင်စေခဲ့တာပဲ။ဒီကနေ့ ပြီးရိုးရာတိုင်းပညာကိုနိုင်ငံတော်အစိုးရက ပြန်လည်ဖော်ထုတ်နေတာကလည်းကို့အချင်းချင်းရန်ဖြစ်ရင်ချဖို့နှက်ဖို့မဟုတ်ဘူး။နယ်ချက်အပါအဝင်အဖြတ်အမရန်သူမျိုးမျိုးကိုတိုက်ကတ်ချေမုံရာမှာအတုံးပြုတ်ဖို့စစ်ရေးအခြေခံပညာရများအဖြစ်ပြန်လည်ဖော်ထုတ်နေတာ။ဒါကြောင့်ငါတို့ရဲ့မြင့်မြတ်လေးစားအားကိုးလောက်တဲ့ရိုးရာတိုင်းပညာများကို လလွဲစပင်ကောက်နေရာမှာမတုံးကြပါနဲ့ငါတို့လူရေ။တန်ဖိုးဖြစ်မဲ့နေရာကြမှာထုတ်ပေါ်အတုံးပြုတ်ကြပါလို့လူလေးတို့တိုင်းပညာရှင် ဖိုးတာလူငယ်တွေကိုမမြစ်တာရက်ခံပါတယ်ကွယ်နားလည်းတဘောပေါက်ကြရဲ့လားကွယ်ဟုတ်ကဲ့ဘောပေါက်ပါပြီပတ်ကြည့်ခင်ဗျာကျွန်တော်တို့နောင်ကိုကိုချင်းချင်းဒီပညာရက်နဲ့ရန်ပြည့်တိုက်ခတ်ခြင်းမပြုတော့ပါဘူးအပခင်ဗျာတာရုဗျာတာရုတာရုဒါနဲ့လူလေးတို့ကိုအပတခုမေးစရာရှိတယ်ကွယ်အပကိုလေးစားရင်မမှန်ပြေကြပါလားဘာလဲပါလူလေးတို့နှစ်ဖက်စလုံးဒီနေ့တပွဲတို့ထုံးမှန်းလို့အရာမျိုး၃၀ထားကြလား ကျွန်တော်တို့ရောကျွန်တော်တို့ ਨੇ ယင်းဒီနားလည်မှုရရှိသွားသူရံပြပတ်များပါမဖြေကြပဲရေကုန်နှုတ်ဆက်နေကြတယ်မင်းတို့ဒီလောက်ရိုက်နှက်နေကြတာလုံးဝမပေါက်ပြဲကြဘူးထုံးမမျိုးရတာမဟုတ်လားဟုတ်ဟုတ်ကဲ့ခင်ဗျကျွန်တော်ကမလဲညာချင်း၍အလျင်ဝန်ခံလိုက်ဤဒီတော့မှတစ်ဖက်မှလူများကလည်းဝန်ခံကြပါတယ်လူလေးတို့ဒီထက်စွမ်းတဲ့အဆောင်များမလိုချင်ကြဘူးလားဂျာတကယ် ကျွန်တော်တို့အားလုံးမျက်လုံးများကျဲသွားပြီးလူကြီးကိုအားကိုမျောလင့်ကြည့်စွာဝိုင်းကြည့်လိုက်ကြတယ်။လိုချင်လို့လားလိုချင်တာပေါ့ဗျာတိတ်လိုချင်တာပေါ့ဗျာအေးဒါဆိုရင်မင်းတို့ထုံးမှန်းဘလောက်အစွမ်းရှိသေးလဲဆိုတာအရင်သိရပြီးမှအဲ့ဒီထုံးမှန်းတဲ့အစွမ်းတဲ့တိတ်တိမြောက်တဲ့ဈေးကိုအပအချီးမိခင်မယ်။ကဲဘသူရင်ဆန်းခါမလဲကျွန်တော်ရင်ဆန်းမှာပါကျွန်တော်ကတိုက်တိပြမြောက်ဈေးကိုဥစွာလိုချင်နေ၍ပြောလိုက်ပါတယ်။ကဲဒါဆိုထပ်လိုက်ကျွန်တော်က လူကြီးရှေ့မှာရက်လိုက်တယ်။ဒီမှာလူကြီးကကျွန်တော်ကိုမျက်နှာချင်းဆန်ရက်လိုက်ပြီးမျက်စီလက်လိုကျွန်တော်ပချိတ်ရှိရတို့ညာလက်ဒီလုံးပြစ်တွင်လိုက်တယ်။ရှောင်းဖို့အချိန်ပဲမရလိုက်။ခွတ်။အာအမလီဗျ။ဟင်ဟာကျွန်တော်အမေရောမှာကျင်ကနေဖြစ်ပြီးကျွန်တော်တငယ်ချင်းများရှိရဘဲတို့ရိုင်းလဲကြသွားရလူကြီးကပြင်းပြစွာဆန်းဆက်လိုက်ပြီလို့နို့မို့လူပါလွတ်သွားနိုင်တယ်။ကျွန်တော်မျက်ရည်များဝဲသွားအောင်ကိုနာကျင်သွားခဲ့တယ်။တို့ပြည့်ကိုမေယိုးကိုပို့ပြီးလွန်စွာအောက်အော်နေတယ် ငယ်ချင်းများလည်းအံ့ဩနေကြတယ်။ gain ပြီးသေးလားကွာဟေးပြောလေ။မပြီးတော့ဘူး။အာ gain ဘိုးဘက်ကလူငယ်ထက်ဆောင်ကွာ။ပြီးနေသေးတဲ့လူကိုပို့ပြီးအစွမ်းထက်တဲ့အစိအပအချက်ချင်းပြေးပါတော့။ဒီမှာကျွန်တော်တို့နဲ့စကားများတော့ဘက်က gain ညို့ဆိုသူကထိုက်ရလိုက်တယ်။လူကလေးမင်းကိုအပအုပ်ခဲနဲ့မထူဘူး။မင်းအဖူကိုလက်ခလဲနဲ့တောက်ရုံပဲတောက်မယ်ခံနိုင်ပါမလားရပါတယ်ဗျာဒါလေးတင် ကဲ့ဒါဆိုစကြစို့ဒီမှာလူကြီးကကန်းညို့ဆိုသူ၏နဖူးကိုသူ့ညာဘက်လက်ခလဲအားလက်မနဲ့ဖိပြီးတောက်လိုက်ရာအမလေးပြဟေးဟာဘလို့ဖိရတာလဲကန်းညို့ရဘာဖြစ်လို့တော့ဟာကန်းညို့ဆိုသူဒီအမလေးပြဟုအော်ရင်သူ့နဖူးကိုလက်ဝါအုပ်လို့ခေါင်းကိုရမ်းနေတော့ရာသူ့ငွေချင်းများကထားရပြီးမေးကြပါလေနာလို့လားလူလေးရဖြည်းဖြည်းလေးတောက်တာပါကွာအာနားလိုက်တာဗျာမျက်လုံးထဲမီးပြိုတာလို့ပဲအဖရာ ဒါဆိုမင်းတို့မပြီးတော့ဘူးမစွမ်းတော့ဘူးကွာအေးဒီချိန်မင်းတို့ရန်တာပစ်ပြီးခြားကြရင် အားလုံးတည်ရင်သေးမတည်ရင်ဆေးအောင်ရောက်ပြီကွာဒီမှာကာယတိုက်တည်တကယ်ပြီးတာမင်းတို့မြင်ချင်လားဟိမြင်ချင်ပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးပြန်လူပြောလိုက်ကြတယ်လူကြီးကကျွန်တော်တို့အားလုံးကိုကြည့်ပြီးပြောနေတယ်ဂိမ်းဒါဆိုငါကောင်ကိုဟောဟိုခွေးချေကုန်ပုနဲ့ရိုက်စမ်းပြရိုက်ကွာရော့ သူကခေါင်းပေါ်မှာခေါင်းစုပ်ကိုချွေ၍ဥကောင်းကိုရဲရဲငုပ်ပေးလိုက်တယ်။ဒီမှာကျွန်တော်တို့အားလုံးလူကြီးကိုကတုံးပြောင်နဲ့တွေးလိုက်ရတယ်။သူ့ကတုံးပြောင်ခေါင်းပေါ်မှာအင်းွက်လိုလိုလေးတောက်စမွက်ကြီးကိုအထင်သာတွေ့မြင်ရတယ်။မင်းတို့ကားရတက်တိစေးလိုချင်ရင်ရိုက်လေ။ဒီမှာပဲကန်ညို့ဆိုသူကထိချင်ရာဖြစ်ဟူသည့်တဘောနဲ့အနည်းရှိခွေးချေကုံပုကိုစုံကင်ပြီးလူကြီးရဲ့ကတုံးကိုအောင်ရိုက်ချလိုက်ရာဖြောင်းခွန်းဟာဟင်းအလိုလေးကြားရည် ကျွန်တော်တို့အားလုံးဒါမှကလက်ဖက်ဆိုင်တဲ့ကလူများကပါအာဩကုန်ကြရတယ်အကြောင်းကကန်းညို့ရိုက်ချက်ကြောင့်လူကတော့ကြီးဥကောက်မကွဲပဲခွေးချေပုတ်သားလျင်အပိုင်းပိုင်းတွေးဒစားစီဖြစ်သွားတော့ကြောင့်ကြီးမြင်မလားကျေနပ်ပလားဟိအားမရသေးရင်ကြိုက်ရပစ္စည်းနဲ့ကြိုက်တဲ့လူရိုက်ဆောင်ကွာဘယ်သူမှမရရဲ့ကြကျွန်တော်တို့အားလုံးထူးဆန်းတော့အသားမဲမဲကတော့နဲ့လူကြီးကိုကြည့်ပဲအံ့ဩနေကြတယ်ကြိုက်ရသွားတယ်ပြီးလေးစားသွားကြရတယ်အဲ့ဒီ ကာယသတ္တိဆေးများမင်းတို့ရရင်မလိုချင်ဘူးလားကွယ်အာအဖအဖဆေးဆေးပြောပါခမလူကြီးကအာရပါရအော်ရပါတယ်ရေလို့ဝါမှာကောင်းစုတ်ကိုပြန်ဆွင့်ရင်ပြောတယ်ဒီမှာလူကလေးတို့ငါတို့မြမကံမေရလောကီပညာရမှာအလွန်ကိုထူးဆန်းအောက်အောက်ပဲကောင်းတဲ့ပညာအစမ်းတွေရှိတယ်ကွယ်အင်းအိုင်ခလက်လက်ဖွဲ့မန္တန်များ စီရင်ပေးသူဆရာရဲ့တီလတမာတိပညာစွာအကြောင်းအနည်းနဲ့အများတိတ်တိတ်ရှိကြပါရဲ့ဒါပေမဲ့လက်ခံရယူတုံးဆွဲသူပေါ်မှာအဓိကမူတည်ပြီးမှတိတ်တိတ်ကအမှန်တကယ်မြောက်တာလူကလေးတို့ရဲ့လက်ခံရယူတဲ့လူကတီလမရှိဘူးတမာတိမရှိဘူးကိုကြည့်တရားစိတ်ဓာတ်မကောင်းဘူးအတုံးကြလမ်းလွဲမှနေပြီဆိုရင်ဘလို့ဆရာတခင်မျိုးကစီရင်ပေးပေးအဲ့ဒီပြည့်စီဘာတိတ်တိတ်အစွားမှမရှိဘူးအေး တိုက်တည့်အမှန်ကန်စွာညင်ပြီးဆိုရင်ယတနာတုံးပါးကိုယုံကြည်ပါအနန္တအနန္တ၅ပါးကိုပြစ်မှားပါနဲ့ကံ၅ပါးကိုလုံထုံပါဗုဒ္ဓရဲ့ဂုံတော်များကို နေ့စဉ်ရွတ်ဖတ်ပွားများပါ ကိုယ်ကိုသီလစင်ကြအောင်နေပါမေတ္တာကရုဏာတရားနဲ့ကြည်ကြံနေတိုင်းပါဒီချက်တွေနဲ့ညှို့ညွတ်နေရင်မင်းတို့အလိုလိုတိုက်တည့်မြောက်နေပြီရန်သူမျိုး၅ပါးမပြောနဲ့၁၀ပါးရှိရင်တော့အနာကတ်လို့မရဘူးကွာအေးအဲ့ဒါ အဘမင်းတို့ကိုချီးမြှင့်ပေးရခဲ့တယ်။တိုက်ဒီဝင်စေးပဲ။မင်းတို့ဇာရဏအားကောင်းကောင်းနဲ့ကြည်ကြံပြီးရောအဘသွားပြီ။မမိုက်ကြနဲ့။လိန်မာကြ။လူကြီးဒီစကားလုံးများကိုအားရပါရပြောပြီးနောက် နေရာအမထားယူလက်အိတ်ကလေးကိုကောက်လွဲကထွက်သွားပါတော့တယ်။ကျွန်တော်တို့အားလုံးသူ့စကားလုံးဆုံးမစကားများမှာနှစ်မျောရင်းငေးမော်တွေ့တော့၍ကြံရိတ်ခဲ့ကြပါတော့တယ်။နောက်ခါ၎င်းလူမဲကတုံးကြီးအကြောင်းစုံစမ်းလေ့လာလိုက်တော့အခါ၎င်းလူကြီးဒီ မြမရိုးရအတိုင်းအဖွဲ့ချုပ်မှနာမည်ကျော်တိုင်းပညာရှင်ကြီးတူမှန်ပြီးလိုက်ရတော့ခါပညာတိတ်ထိတန်ဖိုးကိုကျွန်တော်တို့ပို၍လေးစားနားလည်သဘောပေါက်ခဲ့ရပါတော့တယ်။မောင်ညိုမိုင်းတန်လျင်